ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ဆွေးနွေးပေးချင်တာကတော့ဒီ Architecture Record ပေါ့နော်ကျန်ဒီ Architecture Record ကိုကျွန်တော်သိသလောက်လေးနည်းနည်းမျှဝေပေးချင်တယ်ပေါ့ပထမဆုံးအနေနဲ့စက်ကြောလာဟင်းလင်းပြီဆိုတာတကယ်တမ်းဆိုဘာမှမရှိတဲ့ဟာလာဟင်းလင်းဖြစ်နေနေရမျိုးတော့မဟုတ်ဘူးအဲ့ဒီထဲမှာဆွဲရင် line တွေရှိနေတယ် electromagnetic ဆိုရင် line เนี่ยကျွန်တော်တို့ကဘာမြေပေါ်မှာလဲထုတ်ရခိုင်အောင်များပြနေလို့ပြောအောင်ပေါ့ဒီ line တွေကိုပဲအသုံးပြုပြီးတော့ဆက်သွေးပြောဆိုနေကြတယ်အချက်လက်တွေပြပို့နေကြတယ် မှကျွန်တော်ကျွန်တော်ရဲ့အချက်လက်တစ်ခုကိုကျွန်တော်ဒီအင်တာနက်ပေါ်မှာဗောနောတိမ်းထားခြင်းနေဆိုရင်ကျွန်တော်ဒီ electromagnetic line ညာနေတစ်စက်ကဘာအပြင်မှာရှိတဲ့ဒီဂျိုရူကိုကျွန်တော်လမ်းပို့ရဲပို့ပြီးတော့အဲ့ဒါနေပေါ်မှာတိမ်းဆဲတဲ့နေရာမှာသွားပြီးတော့တိမ်းထားတယ်ဒီလိုကျွန်တော်အဲ့ဒီအချက်လက်ကိုပြန်ရှာခြင်းနေဆိုရင်ဒီ line ညာတစ်စက်မဲ့အဲ့ဒီတိမ်းထားတဲ့နေရာနေဝင်ရောက်ရှာဖွေရဗောနောဒါကကျွန်တော်တို့ဒီအခုခေတ်မှာရှိနေတဲ့ဒီ line ကိုအသုံးပြုနေတာ ਈ ဗောနောဆိုတော့ အဲ့ဒီ line နေနဲ့ဒီလေဝက်ကုတ်တွေဆိုတာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာအများကြီးရှိနေတယ်ဒါပေမဲ့ကျွန်တော်တို့မမြင်နိုင်ဘူးဆိုတော့ဒီအရေကိုဖမ်းယူရရှိနိုင်တဲ့စက်တီနေမှာပဲဒီအရေကိုကျွန်တော်တို့သိရှိနိုင်တယ်ပေါ့နော်1960ပြည့်နေမှာဆိုရင်ဒီ JCR Lick Glider ဆိုရဲဒီသိပ္ပံပညာရှင်ဟာ Intergalactic Computer Network ဆိုရဲဒီ user ချက်ကိုသူကစပြီးတော့ဒါပေါ်ထုတ်ခဲ့တယ်ပေါ့ဆိုတော့ပြောတနည်းအားဖြင့်ပြောရမှာဆိုရင်ဒါကျွန်တော်တို့ ဒီနေ့ကျွန်တော်တို့အခုအသုံးပြုနေတဲ့ internet ရဲ့အခြေခံအုတ်မြစ်လိုပဲပြောမှာဖြစ်တယ်ဗောနော် jewelry glassery မှာဒီညံမြင့်ဒီကျင်းမှုဖွဲ့စည်းတွေရှိမှဆိုရင်အချင်းချင်းဒါအချက်လက်တွေပေးပို့လို့ရအောင်ねဒီအပြန်လဲခြေစက်ဆောင်ရွက်နိုင်အောင်ဆိုတော့ရည်ရွယ်ချက်နဲ့အဆုံးပြုခဲ့တာဖြစ်တယ်ဆိုတော့ ကျွန်တော်စဉ်းစားလိုက်ပြီဆိုရင်ဒီအတွေးခေါ်ဆိုတာကျွန်တော်တို့အခုခေတ်မှပဲပေါ်လာတဲ့အတွေးခေါ်လားဆိုတာကိုကျွန်တော်ပြန်ပြီးတော့စဉ်းစားကြည့်လိုက်တော့ဒီဥစ္စာကျွန်တော်တို့ကဘာပေါ်မှာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်နေချီရွာဒီလိုတွေးခေါ်တာရှိပြီးသားဆိုတာကျွန်တော်ကဒီကျမ်းငယ်တွေမှာသွားပြီးတွေ့ရတယ်။ဟိန္ဒူရဲ့ဒီကျမ်းငယ်တွေမှာဆိုရင်ဆက်ကြဝဠာကြီးထဲမှာရှိတဲ့အရာရာတိုင်းကိုတက်ကြီး၅ပါးနဲ့ဖွဲ့စည်းထားရဆိုပြီးတော့သူတို့ကဒါယူဆထားတယ်။ ဒီအယူဆမှာပဲဟိုဒီ intergliding queen network ဆိုရဲအယူဆတော့ပါပြရဖြစ်တယ်ပေါ့နော်ဒီတက်ကြီးငါးပါးထဲမှာမှလွယ်မိုးတဲ့ depth กว่าชามูบ่มูดีပြီးတော့ဖွဲ့စည်းမှုတွေဟာกว่าชาပါတယ်ဥမာပထဝီတက်များလဲဆိုရင်အရာဝတ္ထုဟာမာမယ်ဗောနော်တက်ကြီးငါးပါးမှာပထဝီတက်ရှိမယ်တေဇောတက်ရှိမယ်အာဘောတက်ရှိမယ်ဝါယောတက်ရှိမယ်ဗောနော် နောက်ဆုံးနေနဲ့ဒီအခါသားတက်ဆိုတာရှိတယ် ဆိုတော့အဲ့ဒီမှာမှာဒီကျွန်တော် interclided computer network လို့မျိုးပေါ့နော်သတင်းချက်လက်လေးပြပူတာတွေအသီးစိတ်တွေနဲ့တက်ကြပလာရဲ့မှတ်ဉာဏ်တွေဆိုတဲ့အနေအထားမျိုးကြတော့အကသာဒတ်နဲ့သူကတွားပြီးသက်ဆိုင်နေတာတွေ့ရတယ်အကသာဒတ်ကဒီအနုညံ့ဆုံးနဲ့ပထမဆုံးပေါ်ပေါလာတဲ့ဒတ်တစ်ခုဖြစ်တယ်ပေါ့နော် သူ့ရဲ့သဘောကကြတော့ဒီဟင်းလင်းမြင့်သဘောရှိတယ်နောက်ပြီးတော့မပိတ်ဆို့တဲ့သဘောရှိတယ်ပေါ့နော် အကသာဒတ်ရဲ့ဟင်းလင်းမြင့်သဘောရှိတဲ့အတွက်ကြောင့်သူက ီတခြားတက်တွေကဖြစ်ပေါ်လာဖို့အတွက်သူကနေရာကိုဖန်တီးပေးနိုင်တယ်ဒီစကြာဝဠာထဲမှာဖြစ်ပေါ်နေသမျှအတွေးခေါ်တွေအယူအဆတွေနောက်တစ်ခုကလှုပ်ရှားမှုတွေကနေထွက်လာတဲ့ drawing line တွေကိုဒီအကာတာပေါ့နော်ဟိန္ဒူကျမ်းတွေမှာဆိုတော့သူကအာကာရှာလို့ခေါ်တယ်ပေါ့နော်ဒီဟာအာကာရှာလို့ခေါ်တဲ့ဒီဤသာလောကမှာပြောင်းမပြတ်ပဲနေဆွဲတင်ကျင်းရင်းနေဆိုတဲ့သဘောဖြစ်တယ်ပေါ့နော်အကာသာတဲ့ရဲ့အဓိကဂုဏ်သတ္တိတွေကကြတော့အတန်နဲ့ဆွဲ line တွေဖြစ်တယ်ဆိုပြီးတော့ဒီဥပနိရှာကျမ်းတို့ဝေဒနာကျမ်းဆိုတဲ့ဒီ အာဟိန္ဒူတက်တနာရဲ့ဒီကျမ်းငယ်နေမှာဒါပေါ်ပြထားတာတွေ့ရတယ်။တဏှာဖြစ်ဒါကိုကြတော့သူကစက်ကြောလာရဲ့မှတ်ဉာဏ်ပေါ့နော်။ဒါမှမဟုတ်ရင်လေဒီစက်ကြောလာရဲ့အသိစိတ် cosmic consciousness လို့လည်းခေါ်တယ်။နောက်တစ်ခုကတော့သူကပြမာလို့လည်းခေါ်တယ်။ဆိုတော့ဒီ network ကြီးနဲ့ချိန်ဆက်နိုင်မှုအတွက်ကကြတော့သူကနည်းနည်းတရားထိုင်မှုတွေဒါမှမဟုတ်ရင်ဆူတောင်းမှုတွေပြုလို့မှပဲဒီ network နဲ့ချိန်ဆက်နိုင်နေဆိုပြီးတော့ယောဂသုတ္တရာကျမ်းမှာသူကပေါ်ပြထားတာတွေ့ရတယ်။ နည်းနည်းလေးတရားထိုင်မှုတွေလုပ်တဲ့ဆူတောင်းမှုတွေလုပ်တဲ့အချိန်မှာဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ငြိမ်းချမ်းမှုတို့တည်ငြိမ်မှုဆိုရဲဒီအာဃာတဓာတ်တွေကကြီးဆိုးလာပြီးတော့မှဒီ network ကိုသွားရောက်ပြီးတော့ချိတ်ဆက်နိုင်နေပေါ့နော်အဲ့ဒီအချိန်ညာရင်သူကအတိတ်ကြီးကောဒီပစ္စုပန်ရောအနာဂတ်တွေရောဒီဒီထဲမှာအချက်လက်တွေကိုဝင်ရောက်လေ့လာနိုင်နေဆိုပြီးတော့ဒီကျမ်းငယ်မှာသူကဖော်ပြထားတယ်ဟိန္ဒူရဲ့သမိုင်းမှာဆိုရင်လေဒီနာရတာမုနိဆိုရဲဒီနန်းရတိကအတိတ်ရဲ့အနာဂတ်ရဲ့နောက်ပစ္စုပန်ရဲ့ဒီအချိန်သုံးခုလုံးကို သူကတရှိနိုင်တဲ့ဆိုင်ရင်ရှိရဲဆိုပြီးတော့ဒါဖော်ပြထားတာကျွန်တော်တွေ့ရတယ်။သူရဲ့အကြောင်းတွေကိုလည်းဒီပူရနာတို့မဟာဘုရတတို့ရာမာရနာတို့စတဲ့ဒီကျမ်းဂန်ဒီမှာဖော်ပြထားတာတွေ့ရမှာဖြစ်တယ်ပေါ့နော်။လောကသုံးပါးလုံးလွတ်လပ်လပ်သွားလာနိုင်ပြီးတော့ဒီအာကာရှရတဲ့ဒီတရင်အချက်လက်တွေကိုပေါ့နော်။လူရဲ့နဲ့ရဲ့ဒီဟောဘလူးတွေရဲ့ကြားမှာဒီဖြန့်ဝေပြီးတယ်ဆိုရဲဆက်ကြဝလာတတ်တမန်လောက်ကိုဆောင်ရွက်တယ်ဆိုပြီးတော့ဒါအားလုံးကသူ့ကိုရှုမြင်ကြတယ်။ဒီတက္ကသဘာရတ်စ်ကနေစဉ်သက်လာတဲ့ အကရှာဆိုတဲ့စကလုံးကိုတော့အခြေခံထားတဲ့အကရှာ record ဆိုတဲ့စကရက်ကိုပေါ့နော်အဲ့တော့တော့ဒီ1883ခုနှစ်မှာ Alfred Percy Sinnes ကနေပြီးတော့သူရဲ့ Astro Buddhism ဆိုတဲ့စာစာအုပ်ထဲမှာပထမဆုံးစတဲ့သုံးထုံးခဲ့တာတွေ့ရတယ်ပေါ့ဆိုတော့စစ်တပ်ဝလာတစ်ခုလုံးကိုဖွဲ့စည်းထားတာတော့အဓိကအဖြစ်ဆွမ်းရင်လိုင်းနေနဲ့ဒီတည်ငြိမ်အချက်လက်တွေနဲ့ဖွဲ့စည်းထားတယ်ဆိုပြီးတော့ဒါယုံကြည်ကြတယ် ဒီတရင်အချက်လက်တွေကလည်းဆက်ကြော်လာတစ်ခုလုံးပြန်နှံ့ရောက်ရှိနေပြီးတော့ဒီအဲ့ဒီချက်လက်တွေကိုတည်ယူပို့ဆောင်နေတာကလည်းဒီစွိုင်းလိုင်းนี่ပဲဖြစ်တယ်ဆိုပြီးတော့ဒါသုံးသပ်ကြရပေါ့နော်ဒီစွိုင်းလိုင်းนี่ကိုတနည်းအားဖြင့်သူတော် quantum wave တလို့ခေါ်တယ်ကျွန်တော်တို့ကဘာပေါ်မှာရှိတဲ့လူသားတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားကဘာတခြားဂျိုရီယာမှာရှိတဲ့ဒီညင်ရင်မြင့်ယဉ်ကျေးမှုအဖွဲ့အစည်းတွေဟာပဲဖြစ်ဖြစ်ဒီအချက်လက်တွေကိုကျွန်တော်တို့ ਨੇ တူညီတဲ့ဒီ quantum line တွေနဲ့ အတူတူရရှိနေကြတယ်ပေါ့နော်ကျွန်တော်တို့အုံနောက်ကိုဓာတ်ရိုက်ပေးပို့တဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်တို့ကဒီသတင်းအချက်အလက်တွေကိုလက်ခံရရှိနေကြတယ်လို့သုံးသပ်ကြတဲ့ပညာရှင်တွေလည်းရှိတယ်ပေါ့ယူပါပီတာမှာရှိတဲ့ block universe theory ဆိုတာကလည်းဒီနာမည်ကြီးပြီးတော့ပေါ့နော်အခုချိန်ထိအချင်းများနေတဲ့ဒါ theory တစ်ခုဖြစ်တာကိုကျွန်တော်တို့ကတွေ့ရမယ်ဆိုတော့ဒီ theory ရဆိုရင်ကျွန်တော်တို့ရဲ့ဒီအတိတ်တို့ဟိုပစ္စုပန်တို့အနာဂတ်တို့ဆိုတာဒါတပြိုင်တည်းတည်ရှိနေတဲ့ အချိန်တွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဒီစက်ကြောလိုက်တစ်ခုလုံးကဒီအစအနေပေါ်မှာအဆုံးအထိဟာတခါတည်းကိုရေးသားထားပြီးသားဖြစ်တယ်ဆိုတဲ့သဘောလေဒါသူကတက်ရောက်တယ်အချိန်ဆိုတာအတိတ်ကနေပြောမှာအနာဂတ်ကိုဒါစီးစင်းနေတယ်ဆိုပြီးတော့ဒါသိရှိနေတာလဲဒါလူသားတွေရဲ့အာယုံခံစားမှုတက်တက်တာဖြစ်တယ်ဆိုပြီးတော့သူတို့ကယူဆရတယ်ဥပမာကျွန်တော်တို့ကဒီတက်ပြားကိုပုံကျွန်တော်ပင်ထောက်လိုက်မယ်ဆိုတော့အဲ့ဒီပင်ထောက်လိုက်တဲ့နေရာထွက်ပေါ်လာတဲ့အတန်ကိုကျွန်တော်တို့ကခံစားလို့ရမယ် ဒါမဲ့ဒီဓာပြပေါ်မှာတန်စင်အစအနေပေါ်တန်စင်အဆုံးထိရတာတခါတည်းကိုရေးသွင်းမိတာဖြစ်တယ်ဗောနော်ကျွန်တော်တို့တွေခံစားလို့ရနိုင်တာဒီပေထောက်ထားတဲ့နေရာဥပမာပစ္စုပန်အဲ့ဒီကနေထွက်ပေါ်လာတဲ့အတန်အဲ့ဒီမှာပစ္စုပန်မှာတွေးကြုံခံစားနေရတဲ့အရာတွေပဲကျွန်တော်တို့ကဒီခံစားနိုင်နေဆိုတဲ့သဘောလေဒါတက်ရောက်တယ်ဗော ဆိုတော့ဒီ block universe theory ကိုပို့ပြီးအကောင်းလာစေတာလေဒီ Einstein ရဲ့ special relativity theory ပဲဖြစ်တယ်ပေါ့နော်ဒီ special relativity theory ကဆိုရင်တူတူတရားရဲ့ပစ္စုပန်ကတခြားတရားရဲ့ဒါအနာကက်ဖြစ်နေနိုင်တယ်ပေါ့နော် Einstein ကဒီ block universe theory ကို ယုံကြည်တဲ့အကြောင်းကိုပြသခဲ့တဲ့အထင်ရှားဆုံးတသက်တခု ပြောပါဆိုရင်သူ့ရဲ့အရင်နှီးဆုံးတငယ်ချင်းဘောနော်မီရှဲဘက်ဆိုဆုံးတဲ့အချိန်မှာသူ့မိသားစုပေးပို့ခဲ့တဲ့ဒီစာတစောင်ကတက်တည်ဖြစ်တယ်ဆိုပြီးတော့ဒါပြောမှဖြစ်တယ်ဘောနော်ဒီစာထဲမှာသူကဘာကိုရေးထားလဲဆိုရင်သူ့ရဲ့တငယ်ချင်းဘောနော်ဘက်ဆိုကဒီဒီကမ္ဘာလောကအရာနေပြီးတော့ကျွန်တော်တို့ထက်နည်းနည်းဆို ပြီးတော့ထွက်ခွာသွားခဲ့ပြီပေါ့နော်ဒါမဲ့လည်းဒါအရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူးပေါ့ကျွန်တော်တို့လို့ဒီယူပါပြတော်ယုံကြည်ယုံကြည်တဲ့လူတွေအတွက်ဒီအတိတ်နဲ့ပြစ်ဆုံးပိုင်းအနာဂတ်ရယ်ဆိုရဲအချိန်ကိုဒါခွဲခြားထားတယ်ဆိုတာကခေါင်းမလွန်စွာနဲ့ဆွဲမြဲနေတဲ့ဒီလှည့်ပြမှုတစ်ခုပါပဲဆိုရဲဒီစာအနေပြီးတော့မှဒါတက်တည်ပြနေရပဲဖြစ်တယ်ဆိုတော့ဒီစာရဲ့သဘောတရားက ဒီအတိတ်ရဲ့အနာဂတ်ရဲ့ပစ္စုပ္ပန်ဆိုတာခွဲခြားလို့မရဘူးတစ်ချိန်တည်းမှာပဲတည်ရှိနေရအောင်ဒီအိုင်းစတိုင်းကယုံကြည်တယ်ဆိုရဲတသက်ပြထားတဲ့ဇာတ်ဆောင်လို့ပဲကျွန်တော်တို့ယူဆမှာဖြစ်တယ် KCU 1889ခုနှစ်မှာဒီအမေရိကန်နိုင်ငံရဲ့ကန်နဂီပြည်နယ်မှာသူ့ဓာတ်မွေးဖွားခဲ့တယ်။သူကဒီငွေစင်ကလေးရပေါ့နော်ပုံမှန်ကလေးနဲ့ခွာခြားချက်ကရှိနေ။သူတခြားကလေးတွေကဒီပုံမှန်ဆော့နေကြအချိန်မှာဆော့နေရဆိုရင်သူကဒီ ဟိုအဲ့လိုစောကသားမှုပြုလုပ်တာမရှိဘဲနဲ့ဒီကျန်းစာကိုဖန်လဲလဲဖတ်နေတဲ့ဒီအကျင့်စရိုက်မျိုးရှိရပေါ့နော်။သူကကျန်းစာကိုဒီအဖန်လဲလဲဖတ်နေရင်းနဲ့မှသူတရက်မှာတော့သူကဒီသူပတ်ဝန်းကျင်မှာပေါ့နော်။အဲ့ဒီအလင်းနှန်းတစ်ခုကိုသူကတွေ့ခဲ့ပေါ့။အလင်းနှန်းနဲ့တူအတောင်မှန်ပါတဲ့ဒီအမျိုးသမီးတရားပုံစံမျိုးသူကတွေ့ရှိခဲ့တယ်လို့သူကဒါဆိုခဲ့တယ်။အဲ့ဒီအမျိုးသမီးကသူ့ကိုဘာလို့ရင်လဲဆိုမေးတဲ့အချိန်မှာတော့အများကြီးကူညီပေးနိုင်တဲ့လူတူဖြစ်ချင်ပေါ့နော်။အထူးသဖြင့်ဒီ မကျမ်းမာတဲ့ကလေးတွေကိုကူညီပေးနိုင်တဲ့ဒါပုံကိုတူဖြစ်ချင်တယ်ဆိုပြီးတော့ပြောခဲ့တယ်။ဒီကျန်းသားရေးဖိုင်နေပဲចောင်းစာကိုလည်းမလုပ်ဖြစ်တဲ့အချိန်ကြီးကဒါများခဲ့တဲ့အတွက်ကြောင့်တရက်မှာတော့ဒီចောင်းကနေပြီးတော့ရပုတ်ကတ်သူကလက်ပုတ်ခဲ့တယ်ပေါ့။ KC ရဲ့ဒီចောင်းမှာလှူရှာမှုတွေ အားနေတာတွေကိုသူကအဲ့ဒီ report ခဲ့တဲ့မှာဒါပေါ်ပြထားတာကိုသူ့ဖေကဒါတွေ့ရှိခဲ့တယ်။ဆိုတော့သူ့ဖေကအဲ့ဒါကိုတွေ့တယ်တွေ့ရောဒီစိတ်အရန်တူလာပြီးတော့ဒီ KC KC ကိုခေါ်ပြီးတော့ဗောနော်။ဒါသူ့စလုံးဝင်ဖောင်းခိုင်းနေဒီတိန်ချာကြီးတွေ့ခိုင်းနေဗောအဲ့ဒီအချိန်မှာ KC ကတော်တော်များများသူကမလုံနိုင်ခဲ့ဗောနော်မလုံနိုင်တဲ့အတွက်ကြောင့်သူ့ဖေကသူ့ကိုအော်ဆူပူတယ်အဲ့ဒီအချိန်မှာသူကသူနဲ့ဒီစကားပြောခဲ့တဲ့ဒီအမျိုးသမီးတယောက်ရဲ့အတန်ကိုသူ့နားထဲမှာပြန်ကြားနေရတယ်ဆိုတော့အဲ့ဒီအမျိုးသမီးကသူ့ကိုဗာပြောလဲဆိုတော့ဒီ KC ကို ဟိုပေါ့နော်ဒီចောင်းសាអូကိုသူ့ဒီកောင်းអោមកថាပြီးတော့ဒါအိပ်ဖို့ဆိုပြီးတော့ပြောနေတဲ့အတန်မျိုး KCR ကြားခဲ့တယ်။ KCR အဲ့ဒီညမှာပဲសាអូကိုဘောနော်သူ့ရဲ့កောင်းអោមកថាပြီးတော့သူ တော့အိဆက်ခဲ့ရပေါ့နော်နိုးထလာတယ်ကြာသူဒီစောက်ထဲမှာရှိရစာရဲ့အားလုံးကို तू ဟာဟိုတိရှိနေပြီးသားဖြစ်နေပေါ့နော်တရက်မှာတော့ तू ဟာ KC ရဲ့အကြောင်းမှာဆော်ရင်းနဲ့ဒီကြော်ရိုးမှာထိခိုက်တဲ့အရာရှိရတယ်ပေါ့သူရဲ့တချို့ကိုခန္ဓာအပိုင်းเนี่ยဒါလှုပ်ရှားလို့မရတော့ဒီအိမ်မရောက်တဲ့အချိန်မှာသူ့ဖေကိုတေဦးတူဖူတွေကိုရှာဖွေခိုင်းနေပေါ့နော်အဲ့ဒီမှာ KC ကဒီရားတဲ့တေဦးတူဖူတွေနဲ့သူ့ကိုသူပြန်လဲကုသပြီးတော့ဒီမနေ့မနေ့ရောက်တဲ့အချိန်မှာတော့ तू ဟာလုံးဝအကောင်းတိုင်း ပြန်ဖြစ်နေအောင်သူတော့တွေးခဲ့ရတယ်။သူအထင်ကြီးဖြစ်ခဲ့တဲ့ဖြစ်စဉ်တခုပေါ့နော်။အဲ့ဒါတော့သူ့ရဲ့ဒီအသက်လက်ပိုင်းမှာပေါ့နော်။သူ့ရဲ့အသက်လက်ပိုင်းမှာအသံဝူရောင်ရမ်းတဲ့ ဝေဒနာဆိုတာဒါခံစားရတယ်။စကားမပြောနိုင်လောက်ထိဟိုဒီအတန်ဦးကဒါရောင်ရမ်းခဲ့တယ်။ဒီတမားတော် ਨੇ ပြတာပြီးတော့ဈေးကူတာမှုခံယူခဲ့ပြင်မဲ့လေဒီယောဂမပြောက်ခင်းခဲ့ဘူးနော်။အဲ့ဒီအတွက်ကြောင့်သူကဒီသူ့ကိုယ်သူဒီအင်ငွေချတဲ့နီလန်းကိုအသုံးပြုပြီးတော့ဘောနော်သူကစတင်သူ့ကိုယ်သူပြန်လဲကုသခဲ့တယ်။သူ့ရဲ့အသည့်တယောက်ကသူ့ကိုအင်ငွေချပေးတယ်ဘောနော်။အင်ငွေချထားခြင်းခံရတဲ့အချိန်မှာသူကရှင်းလင်းတဲ့အတန်တစ်ခု ွက်လာတယ်ပေါ့နော်အတန်အိုးမှာတချို့တော့ဒီသွေးလည်ပတ်မှုတွေကဒါပိတ်ဆို့နေတဲ့အကြောင်းတွေနောက်ဒါကိုဘယ်လိုမျိုးကုသမယ်ဆိုရဲကုသနည်းတွေကိုသူကဒီအင်ွေချနေတဲ့တောတွေမှာဒီပျော့ခဲ့တယ်ပေါ့နော်အဲ့ဒါကိုသူ့ကိုအင်ွေချပဲသူကလိုက်မှတ်ပြီးတော့ကီစီနိုလာတဲ့အချိန်မှာကိုဒီလိုမျိုးကုသမယ်ဆိုရဲကုသနိုကုသမှုတွေကိုပြန်ပြောပြီးတော့ကီစီကအဲ့ဒီတိုင်းပဲကုသလိုက်တဲ့အချိန်မှာတတန်ဝင်အောင်ရဲနဲ့ဝေဒနာလုံးဝပျောက်ကွင်းသွားတာကိုဒါတွေ့ရတယ်အဲ့ဒီအချိန်မှာ သူနဲ့ဒီဆေးစစ်ထားတဲ့အမျိုးသမီးက KCR ဒီဖျားပေးတဲ့ဒီလက်ဆောင်တစ်ခုကိုရရှိထားတယ်ရရှိထားတဲ့အတွက်ကြောင့်အဲ့ဒီလက်ဆောင်ကိုသူတယောက်တည်းမဟုတ်ဖ ೇನೆ ဘောနော်လိုအပ်တဲ့လူတွေကိုပါဒါမျှဝေပြီးတော့ဟိုအတုံးချတဲ့နေဆိုပြီးတော့အကြံဉာဏ်ပေးရတဲ့အတွက်ကြောင့်ဒီ ် KCR စာပြီးတော့အများသူငါတွေကိုစာပြီးကုသမှုတွေပြုလုပ်ပေးခဲ့တယ်ပေါ့နော်သူရဲ့ဒီဂုတ်သိခါပိုင်းရဝတာအရန်ကိုကြိုကြာသွားသေးတဲ့ကိစ္စရဲ့တခုကတော့ထောင်ခွက်နှစ်ခုနဲ့မှာငါးနှစ်ရွယ်ဒီကလေးမလေးတယောက်ကိုကထာကုသပေးလိုက်နိုင်တဲ့အချိန်မှာသူကလုံအောင်ပြောင်းလဲသွားခဲ့တယ်ကလေးမလေးကဒီဆောင်းတွေသွားပြပြီးတဲ့အချိန်မှာပေါ့နော်အုံနောက်မှာဒီပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရရှိထားတဲ့အတွက်ကြောင့်ဒါကုသလို့မလွေတော့ဘူးဆိုပြီးတော့ဒါဆရာဝန်ကြီးလမ်းမြောက်ထားတဲ့ကလေးလေးပေါ့အဲ့ဒီအချိန်မှာသူ့ရဲ့မိဘတွေကနောက်ဆုံးမျှော်လင့်ချက်အနေနဲ့ပေါ့ ါ့နော် KC ရှိုးတာရောက်ရှိခဲ့ရယ် KC ကဒီကလီမလေးကိုကြီးစုလိုက်တဲ့အချိန်မှာတော့ဒီကလီမလေးကကြော်ရုံးပြဿနာဖြစ်တဲ့တော့ကြောင့်ဒီကြော်ရုံး ြန်လည်ပြင်ဆင်ဖို့အတွက်ညွှန်ကြားပေးခဲ့တယ်ပေါ့သူရဲ့ညွှန်ကြားချက်အတိုင်းလိုက်ပြီးလိုက်ပါဆောင်ရွက်လိုက်တဲ့အချိန်မှာတော့နောက်ဆုံးမှာဒီကလေးလေးမလေးကဒီလအနေငယ်တွေမှာလုံအောင်ပြန်လည်ကောင်းမွန်သွားတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့နောက်ပိုင်းမှာလည်း KCR ဒီနှစ်ပေါင်း40လောက်ထိကိုဒီစေကူသားမှုတွေဟောပြောချက်တွေနဲ့အနာဂတ်မှာ ဖြစ်လာမယ့်ဒီရှေ့ပြဟောကိန်းတွေကိုဟောပြောခဲ့တယ်ပေါ့နော် KCR ရဲ့အနာဂတ်ဟောပြောချက်တွေဟာ တချို့ຢာတွေဆို လုံးဝကိုတတိတမှန်ကန်ခဲ့ပြီးတော့တချို့ຢာတွေကြတော့ဆိုးရင်ဇာနဲ့ဒီထိတ်လင့်ဇာကောင်းတဲ့ဟော်ကင်းတွေလေဟိုပါရှိရတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပေါ့နော်သူဟော်ကင်းနေရာဒီ1929ခုနှစ်အမေရိကန်နိုင်ငံရဲ့စတော့မားကတ်ပေါ့နော်စတော့ဈေးကွက်ကြာပြိုလဲမှု မတိုင်ခင်ပေါ့ မမတိုင်ခင်ဒီ6လလို့မှာသူကဒီသူ့ရဲ့တငယ်ချင်းတွေပေါ့နော်ဒီရင်းနှီးမြုပ်နှံသူတွေကိုသူက KR တွေကိုပြန်လဲထုတ်ရောက်မှုတော့ကိုသူကဒါအကျဉ်းဉဏ်ပေးရတယ်။အဲ့ဒီမှာသူ့ရဲ့အသည့်တွေကဒီ KC ရဲ့အကျဉ်းဉဏ်ပေးမှုကိုလှစ်လူယူခဲ့တဲ့အတွက်ကြောင့်ဆုံးယူနေတာမျိုးတွေဒါကြီးမားခဲ့တယ်ပေါ့နော်။အဲ့လိုပဲဒီ1933ခုနှစ်မှာကဘာဒီဈေးကွက်ကြီးကပြန်လဲဥမော်လာမယ်ဆိုပြီးတော့ကျူတင်နမိတ်ဖက်ခဲ့တဲ့အတိုင်းပဲဒီတကယ်ပဲကိုဒီဈေးကွက်ကပြန်ပြန်လဲဥမော်လာတော့ဒါတွတ်တွေ့ရမှာဖြစ်တယ်။ပထမကဘာစစ်နဲ့ဒုတိယကဘာစစ် ဒီရဲ့ဗောနော်ဒီစခြင်းနဲ့နောက်ဆုံးပြီးတဲ့ခြင်းုံနဲ့လုံးဝနီဘာကိုတိကျမှန်ကန်လို့ဟောကြားနိုင်ခဲ့တယ်ဗောနော်တမရာဖရန်ကလင်ဒီရူးစဝဲနဲ့ဂျွန်ဖ်ကနေဒိုဟာတန်တာဝန်တန်းဆောင်တွင်မှာဒါတည်ဆုံးရမယ်ဆိုပြီးတော့သူရှေ့ပြဟောခဲ့တဲ့အတိုင်းပဲဒီတမရာနှစ်ယောက်ကလည်းတာဝန်တန်းဆောင်တဲ့အတွင်မှာ ဒါတည်ဆုံးနေတာပဲတွေ့ရမယ်ပေါ့ဂျူပါလာရဲ့ဒီအစင်းဆိုရဲဂိုင်းခွဲတစ်ခုသူကတိတိကျကျကိုဒါဟောပြောပေးနိုင်တယ်ဒီအစင်းဆိုရဲဒီဂိုင်းကဒီလူသိနေပြီးတော့တချို့ဒီသမိုင်းပညာရှင်တွေလောက်သာသာသိရှိခဲ့ဒီအကြောင်းအရာဖြစ်တဲ့အတွက်ကြောင့်အစင်းပါတာအကြောင်းကိုဒါပြောတဲ့အချိန်မှာတော့ဒီ တခရီးရဲ့သမိုင်းကြောင်းကိုစိတ်ဝင်စားတဲ့လူတွေနဲ့ဒီသမိုင်းမတင်မီခစ်ကိုလေးလာနေတဲ့လူတွေအတွက်ကတော့ဒါအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စရဲ့တစ်ခုဖြစ်ခဲ့တယ်ပေါ့ဒီသူတည်ဆုံးပြီးတော့ဘောနော်နှစ်နှစ်အကြာမှာတော့ဒီ Assassin ဒီကိုရန်ရေးသားခဲ့တဲ့ဒီကြမ်းချက်တွေပေါ့နော်အဲ့ဒါကိုဒီ Dusty Score လို့ခေါ်တယ်အဲ့ဒီအရာတွေကိုဒါရှာဖွေတွေ့ရှိခဲ့ပြီးတော့ဘာသာပြန်လိုက်တဲ့အချိန်မှာတော့ဒီ KC ပြောခဲ့တဲ့အရာတွေနဲ့ဟာတစ်ထက်တစ်နည်းပါလောက်သွားတွေ့မြင်နေအောင်ဒါတွေ့ရတာဖြစ်တယ်ပေါ့ ဒါလည်းသူ့ရဲ့ prophet future ထဲမှာအရန်ကိုထင်ရှားခဲ့တဲ့ဒါ prophet future တစ်ခုပဲဖြစ်တယ်ပေါ့နော်ဒီ1938ခုနှစ်မှာလည်းနာမည်ကြီးရဲ့ prophet future တစ်ခုကတော့ဒီကျွန်တော်တို့အားလုံးစိတ်ဝင်စားနေကြတဲ့ဒီ Atlanta မြို့ကြီးဒါပျောက်ကွယ်မှုနဲ့ပတ်သက်ပြီးတော့သူဟောပြောခဲ့တဲ့အရာတစ်ခုဖြစ်တယ်ပေါ့ဒီ Atlanta မြို့ကြီးဟာရေအောက်ကိုနစ်မြုပ်သွားတယ်ပေါ့နော်ရေအောက်နစ်မြုပ်ပြီးတော့သူကတဖြည်းဖြည်းနဲ့ပြန်ပေါ်လာနေပြီအဲ့တော့ဖြည်းဖြည်းနဲ့ပြန်ပေါ်လာတာကဒီ1900 68ခုနှစ်မှာဆိုရင်ဘာဟာမန်နိုင်ငံရဲ့ဘီမနီကျွန်းသားမှာသူကအက်တလန်နာမြို့ရောင်းကတိဆောက်ထားတဲ့ဒီဖျားเจ้าတစ်ခုရဲ့အစိပ်ပိုင်းတချို့ဟာပြန်လဲပေါ်ထွက်လာနိုင်မယ်ဆိုပြီးတော့သူကဒါကြိုတင်ဟောကိထုတ်ခဲ့တယ်ပေါ့နော်တိုက်တိုက်ဆိုင်ဆိုင်ပဲ1900 68ခုနှစ်မှာပဲဒီရင်ငုတ်တဲ့အဖွဲ့တစ်ဖွဲ့ရပါတော့ဒီမြောက်ဖက်ပြည်နီကျောင်းသားမှာဒီရေအောက်မှာကြောက်တုံးတွေကိုအစီအစီထားတဲ့ပုံစံကိုရှာဖွေတွေ့ရှိခဲ့ကြတယ်ဒါဝင်နီရုတ်လို့နာမည်ပေးခေါ်ပေါ်ခဲ့ကြတယ်ပေါ့နော် KC ကဒီအတ္တလန္တာမြို့ဟာတကယ်ကိုရှေးခေတ်ပြည်တဲ့ဒီနီးပညာတွေပိုင်ဆိုင်နေတဲ့ မျိုးမျိုးဖြစ်ပြီးတော့သူရဲ့အရွယ်စားကလည်းသူတို့ရဲ့အရွယ်စားတစ်ခုလောက်ရှိမယ်ဆိုပြီးတော့ဒါသူကပြောဆိုခဲ့တယ်။လုံငယ်နှစ်ပေါင်းတသောင်းလောက်ကဒီကြီးမာတဲ့ရည်ကြီးရံမှုကြီးကြောင့်ပဲဒီရေအောက်ကိုနှိမ့်မြုပ်သွားခဲ့တယ်ဆိုပြီးတော့သူနာမျိုးရဲ့အတိတ်ကိုသူကဖော်ပြပေးခဲ့တယ်ပေါ့နော်။နောက်ထပ်ထင်ရှားတဲ့ Prophet Future ကတော့သူ့ကိုဒီတင်းကျုံမဲရက်ကိုအတိတ်ကခံမနိုင်ခဲ့တာပဲဖြစ်တယ်ပေါ့နော်။1945ခုနှစ်ဇန်နဝါရီလ1ရက်မှာလေးရက်မြောက်နေဒီသူ့ရဲ့ဇာဝနာကိုပြုလုပ်ရမယ်ဆိုပြီးတော့ သွားတာဟောင်းရင်ထုတ်ခဲ့တယ်။ဟောင်းရင်ထုတ်ခဲ့တဲ့အတိုင်းပဲဇန်နဝါရီလ3ရက်နေ့မှာလေဖြတ်ပြီးတော့ဒီကွယ်လွန်ခဲ့တယ်ပေါ့နော်။ကွယ်လွန်သွားပြီးတော့သူ့ရဲ့ဇာဗနာခန္ဓာကိုဒီဇန်နဝါရီလ9ရက်နေ့မှာပဲသူ့ခမနဲ့နေ့မှာပဲပြုလုပ်ခဲ့ရတဲ့အတွက်ကြောင့်ဒါသူ့ရဲ့ profile picture ကအရန်ကိုထင်ရှားကြော်ကြားခဲ့တယ်ပေါ့နော်။ KC ရဲ့ဒီ profile picture တခုကတော့တဘောင်မှာဖြစ်လာမယ်ဒီကက်ဘေးနဲ့ပေါ့အဲ့ဒီကက်ဘေးကြောင့် ဒီကဘာရဲ့မြင်းမင်းနာအသွင်းမြင်ပြောင်းလဲမှုကြီးတွေကိုဒါကြုံရမယ်ဆိုပြီးတော့သူကသူကဒါဟောကြားခဲ့တယ်ဗောနော်သူရဲ့ဒီခံမှန်းချက်မှာဗောနော်ကဘာရဲ့ဝင်ရုံဆိုတာဒီ16ဒီဂရီကနေပုံမှာ20ဒီဂရီအထိကိုဒါပြောင်းလဲမှုဖြစ်သွားမယ်ပင်လယ်ရေမြင်းမင်းနာပြင်ကဒီမြင့်တက်လာပြီးတော့တချို့နိုင်ငံတွေဆိုပြီးလုံးဝပြောက်ကွယ်သွားပြီးတော့တချို့နိုင်ငံတွေရဲ့ဒီအကျယ်ဝန်းတွေကပြောင်းလဲမှုကြီးကြီးမားမား ဖြစ်မယ်ပေါ့နော်တနည်းအားဖြင့်ကဘာရဲ့ပထဝီဝင်မျက်နှာပြင်ဒါပြောင်းလဲမှုဖြစ်မယ်ဆိုပြီးတော့ဒါသူကဟောရင်းထုတ်ခဲ့တယ်သူရဲ့ဟောကိန်းမှာဆိုရင်အာဖရိကဆိုရင် အပိုင်းတစ်ဝိုင်း꿰သွားမယ်ပေါ့နော်ဒီကိုင်ရိုမြို့ရတဲ့ဒီရောက်ကိုလုံးဝပြတ်꿰သွားမယ်ယူရိုကလည်းသူ့ရဲ့ဒီမြောက်ကြောက်လာချက်ကြီးတိုက်ပြီးတော့ကဘာအောက်ထဲကိုတိုးဝင်သွားတာရဲ့ကဘာကြီးမြင်းနေပြင်ကတက်လာတာရဲ့အတွက်ကြောင့်ဒီယူရိုနိုင်ငံတော်တော်များများကရေရောက်ကိုနှိမ့်မြုပ်သွားမယ်ဆိုပြီးတော့ဒါသူကခေါ်ကြခဲ့တယ် United Kingdom ရဲ့ကုမ္ပဏီတော်တော်များများလည်းရေရောက်ကိုနှိမ့်မြုပ်သွားပြီးတော့အဲ့ဒီအချိန်မှာဒီ London နဲ့ Birmingham မြို့တွေကတော့ဒါဒီကပ်ပြန်နေလွတ်မြောက်သွားမယ်ဒါမှမဟုတ်လေသူတို့ကမြို့ကြီးဖြစ်နေမှရှိတော့ဘယ်နဲ့သူတွေအနေနဲ့ပဲဒါတရှိတော့မှာဖြစ်တယ်ပေါ့နော်ကနေဒါကျတော့လေ ယ်သူရဲ့ဒီကင်ဝရန်ကားနေပြောမှာဒီပိုင်းနေရာအထိကိုရေဖုံးလမ်းမှုတွေဖြစ်ပြီးတော့ဒီအမေရိကန်မှာဆိုရင်လဲဒီကယ်လီဖိုးနီးယားနဲ့ဒီအနောက်ဘက် ကန်ယူနယ်တစ်ခုလုံးကဒါရေလွှမ်းမှုကြီးခံရမယ်ပေါ့နော်ကယ်လီဖိုးနီးယားကလည်းရေလွှမ်းမှုပြီးတော့ဒီကျွန်းစုရေအနေနဲ့ပဲဒါကြက်ရှိတော့မှာပဲဖြစ်တယ်ရုရှားကကြတော့လေသူနဲ့ဒီယူရိုနိုင်ငံတွေကြားမှာဒီပင်လယ်အသစ်တစ်ခုပေါ်လာပြီးတော့ယူရိုနဲ့ကွဲထွက်သွားမှာဖြစ်တယ်ရုရှားကကမ္ဘာပေါ်မှာကုန်းမြေဧရိယာအများအပြား ပိုင်ဆိုင်ထားတဲ့ရေချောင်းတစ်ဆက်ဆက်တည်းဒီကုန်းမြေကတော့သူကပိုင်ဆိုင်နေစေဖြစ်အောင်မယ်ဆိုယူရိုရဲ့အစားတောက်လိုချက်အားလုံးကိုဒီရုရှားကိုပဲဒါမီခိုရမယ်ဆိုပြီးတော့သူ့ရဲ့ profit ပြုချက်မှာဒါတွေ့ရတယ်အရှားကကြတော့ဒီ လက်ရည်ကျော်များတဲ့ဒေတာဖြစ်တဲ့အတွက်ကြောင့် TI ဆုံးရှုံးမှုကတော့အရန်ကိုကြီးမားမားဖြစ်ပြီးတော့ပြောင်းလဲမှုလည်းတော်တော်ကြီးမားဖြစ်သွားမယ်ဖိလစ်ပိုင်နဲ့ဒီထိုင်ဝမ်ကလုံအောင်ရေရောက်ရောက်သွားမယ်ဒီဂျပန်ကျတော့ဒီကုန်းပြည်ဧရိယာအများအပြားကရေရောက်ရောက်သွားပြီးတော့ဒီအနေချင်းရတာကျုံစုအနေနဲ့ပြန်ရေးခဲ့မှာဖြစ်တယ်ဒီရုပ်ရဲ့ဒီမျိုးကြီးတွေအားလုံးကလည်းဒါရေဖုံးလွှမ်းခြင်းခံသွားမှာဖြစ်တယ်ပေါ့မြန်မာနိုင်ငံမှာဆိုရင်မြန်မာနိုင်ငံရဲ့ဒီအနောက်ဘက်ခြမ်းတစ်ခုလုံးရန်ကုန်နဲ့တနင်္လာတိုင်းတစ်ခုလုံးကဒါရေအောက်ကိုနှိမ့်မြုပ်သွားမှာဖြစ်တယ် ပုံကြုံဆုံးနိုင်ငံအဖြစ်ကတော့ဒီနယူးဇီလန်နိုင်ငံဖြစ်ပြီးတော့ဒီနယူးဇီလန်နိုင်ငံရဲ့ဒီကုန်းပြည်ဧရိယာဟာပို့ပြီးတော့ဒါကျေပြန့်သွားမှာပဲဖြစ်တယ်။နယူးဇီလန်နဲ့ဒီအော်စတြေးလျနဲ့ကလည်းကုန်းပြည်ချင်းဆက်သွားမှာပဲဖြစ်တယ်ဆိုပြီးတော့ဒီ KC ရဲ့ဒီ profit budget တွေမှာကျွန်တော်တို့တွေ့ရမှာပဲဖြစ်တယ်။ဒီအရီကို KC ဘလို့လို့သိရှိခဲ့ရလဲဆိုရင် Ticket Record ကနေပြောမှာသူကရရှိခဲ့တယ်ဆိုပြီးတော့သူကဒါကိုအတိလင်းဖော်ပြခဲ့တာကျွန်တော်တွေ့ရမှာဖြစ်တယ်။ Ticket Record ဆိုတာဒီစတောက်လာထဲမှာဖြစ် တည်ခဲ့တဲ့အရာအားလုံးရဲ့ဒီအတိတ်တွေ ပစ္စုပန်နေနာခဲ့ဖြစ်လာနိုင်ကြီးတွေကိုပတ်တန်းနေထားတဲ့စိတ်ကြော်လာမှတ်ညံပေါ့နော်တနည်းအားဖြင့်စုပေါင်းအသိစိတ်ကြီးတခုလို့ဒါကျွန်တော်တို့နားလည်လိုက်တယ်တကြီးငါးပါးမှဆိုရင်ဒီအကာရှလို့အကာသာတန်းနေဒါတိုက်ရိုက်ဆက်ဆက်နေရဲဆိုရဲဒီသဘောမျိုးသူ့မှာရှိတယ်ဒီအယူဆနဲ့တူညီတဲ့ block universe theory ကဲ့သို့သောဒီ universe beta science theory လည်းရှိတယ်ဒီ theory ကို Einstein ရဲ့ရှုမြင်ပုံတွေကိုလည်းကျွန်တော်ဒီမှာ ထည့်သွင်းဆွေးနွေးကြတာတွေရှိရပါတော့။ဒီဟာကိုအသုံးပြုပြီးတော့ဒီအများအများအတွက်ဒီအကျိုးပြုသွားတဲ့ဒီ advocacy ဆိုတဲ့ပုံကိုအကြောင်းလေးကျွန်တော်ထည့်သွင်းဆွေးနွေးခဲ့တယ်။ကျွန်တော်တို့ကဒီ Acacia Record ကိုဘာသာရေးယူဆတွေနဲ့ဒီကျွန်တော်တို့သိပ္ပံယူဆတွေကြာရှင်ထိုးပြီးတော့ဒီတွေးခေါ်နိုင်မယ်လို့လေဒါယုံကြည်တယ်ပေါ့နော်။တချို့တော့အတွေးခေါ်ရတူတယောက်စီတိုင်းအတွက် ဒါလက်ခံရခက်ခဲတဲ့ဆိုပေမဲ့လည်းဒီအတွေးခေါ်တွေကအသေးပဲမဲစွာနဲ့ဖြစ်ပေါ်လာတဲ့အတွေးခေါ်တွေမဟုတ်ဘူးဆိုတာတော့အသေးစားပဲဖြစ်တယ်ဗောနော်ကျွန်တော်တို့ကဒီလိုမျိုးကျွန်တော်တို့နဲ့မတူတဲ့ရှုထောင့်ကဒီအတွေးခေါ်တွေကိုလေးလာရင်းနဲ့ပဲကျွန်တော်တို့ရဲ့တွေးခေါ်နိုင်စွာနဲ့ကျွန်တော်တို့ရဲ့ရှုထောင့်တွေကိုပုံပြီးကျေပြန့်လာအောင်ကြိုးစားရင်းနဲ့ပဲကျွန်တော်တို့ဘဝကိုဖြတ်သန်းရမယ်လို့ကျွန်တော်ယုံကြည်တယ်ဗောနော်ဆိုတော့ကျွန်တော်ဒီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုကြည့်ကြည့်ရှုပြီးရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်